ကျောင်းသားကျောင်းသူများအားလုံးမင်္ဂလာပါဆရာတော် Grade 6 English ကိုသင်နေဆရာဘုံသားစင်သွင်းဖြစ်ပါတယ်ကဲတော့ဒီမျိုးကြီးဒီကတော့ဆရာတို့ Unit 2ကိုကြည့်ကြမှာနော်ကဲဆိုတော့ Unit 2 Lesson 1မှာဗာမြန်သင်ရမှာလေနော်အဲ့တော့ Tell me about you နော် Tell me about you ဆိုတာဗာလေငါ့ကိုမင်းကြောင်ပြောပြပါနော်ကဲဒါတော့ဒီ Lesson မှာဗာဒီများ ပြောခိုင်းမလဲနော်ကြည့်ရအောင်နော် ဆိုတော့ပထမဆုံးဆရာတို့စကြည့်မယ် match the pictures with the hobbies in the box เนาะအဲဆရာဘာလုပ်မလဲဆိုတော့ hobbies တရှိတယ်เนาะအဲ hobbies ဆိုတာဘာလဲဆိုတော့ကိုယ့်ရဲ့ဟိုအားလက်ချိန်မှာကိုဘာလုပ်ချင်နေเนาะကိုစိတ်ဝင်စားတဲ့ဥစ္စာတခုပေါ့เนาะအဲ့တော့ hobby လို့ခေါ်ဆိုတော့ဆရာ hobby တွေကို box ထဲမှာပေးထားတယ်ပြီးရင်ဓာတ်ပုံတွေပြမယ်ဒါတို့သမီးတို့ကအဲ့ဒါဘာပုံလေးလဲဆိုတာကိုဆရာကိုဖြေပြရမယ်ရအောင်เนาะ okay စပြီကဲဒါဆိုဒီပုံလေးကိုကြည့်လိုက်ကြပါဟောဒီပုံလေးကဘာပုံလေးတယ် ဘာလုပ်နေလဲဟုတ်တာဗောပုံဆွဲနေတာအဲ့ဆိုပုံဆွဲနေတာဆိုလို့ရှိရင်ဆရာတို့အဲ့ဒါကိုဘယ်လိုခေါ်မလဲ drawing မှန်တာဗောနော်ဆွဲနေတာပုံဆွဲနေတာ drawing လို့ခေါ်တာဗောကဲတော်လိုက်တာဒါကဲဒါဆိုရင်နောက်တစ်ပုံထပ်ကြည့်ပါဦးဟာပုံထဲမှာဒီကောင်လေးကဘာလုပ်နေဟာဂီတာတီးနေတာနော်ဂီတာတီးနေဆိုတော့ဘယ်လိုပြောရင်ကောင်းလဲအဲ့ဒါဗောကြိုးကြည့်ပါအောင်ဒါတို့သမီးတို့ playing the guitar ဟာလေ playing the guitar very good ကဲဒါဆိုတော့နောက်တစ်ပုံထပ်ကြည့်လိုက်ဟာဒီကားကျသူဘာလုပ်မလဲဟာရေထဲမှာရေကူးနေတယ်เนาะကဲဒါဆိုတော့ရေကူးနေတဲ့ဥစ္စာကိုကြောက်စရာတော့ English လို့ရေကူးတာကိုဘယ်လိုခေါ်လဲအားလုံးသိကြမယ်လို့ထင်ပါတယ်ဗါတယ်မှတ်နေ swimming နော် swimming ရေကူးနေတယ်ကဲဟောဒါဆိုသူမျိုးဒီကပုံလေးကိုထပ်ကြည့်ပါအောင်ဟာဖိုးဝါရုပ်ကလေးကနေပါလားเนาะ ကဲဆိုဖိုးဝါယုတ်ကလေးကနေဆိုကနေတယ်ဆိုတော့ဥစ္စာဆရာတို့ကဘယ်လိုခေါ်လဲ dancing very good ကဲဒါဆိုရင် dancing ထည့်လိုက်ပါပြီကဲတော့မျိုးရေနောက်တစ်ပုံထပ်ကြည့်ပါအောင်ဟာဒီတစ်ခါကျတော့သူကဘာလုပ်နေတယ်ဟုတ်တာဗောတစ်ပင်လေးကြီးစိုက်နေတယ်နော်ဆိုတော့တစ်ပင်လေးကြီးစိုက်နေအောင်ဆရာတို့ကဘယ်လိုခေါ်လဲ english လို့မှန်တယ် gardening လို့ခေါ်နော် gardening နော်တစ်ပင်နဲ့ပန်းမန်နဲ့စိုက်တယ်ဆိုရင် gardening လို့သုံးပါတယ်ကဲဒါဆိုသားတို့မျိုးရေနောက်တစ်ပုံထပ်ကြည့်လိုက်ဟာဒီတစ်ခါကျတော့သူက ကျန်ပျော်နေတဲ့ပုံပဲဘာကြောင့်ပျော်နေလဲကျန် music ကလေးနဲ့ဟုတ်တယ်သချင်းနားထောင်နေတာသူကเนาะအဲ့တော့အဲ့သချင်းနားထောင်နေတာကြဘလို့ခေါ်လဲဟုတ်တယ် listening to music listening to music သချင်းနားထောင်နေအာကြည့်ဒါဆိုဆရာနောက်တစ်ခုထပ်ကြည့်လိုက်ကြအောင်ဟာဒီဟာကြာသူကဘာကြီးလဲဂျိုးကြီးရှိရလက်ထဲမှာဂျိုးခုံနေတာเนาะအာကစားလုပ်ဟဲ့ဆိုတော့ဂျိုးခုံတဲ့ဥစ္စာကိုဆရာတို့အင်္ဂလိပ်လိုဘလို့ခေါ်မလဲဆိုတော့ဒါတို့မျိုးသိရမယ် အဲဂျိုးကုန်တာကိုဆရာတို့အင်္ဂလိပ်လို့ဘယ်လိုခေါ်လဲ skipping အဲနော်အဲ့တော့ skipping ဆိုတဲ့အဓိပ္ပာယ်ပါတယ်ဂျိုးကုန်တယ်ဆိုတဲ့အဓိပ္ပာယ်မှတ်ထားရမယ်နော်ဒါပြီးတော့ကဲဒါဆိုရင်ဆက်ကြည့်ပါဦးဟာဒီကကျအုပ်စုလိုက်ကြည့်ကြမ်းသူတွေဘာလုပ်နေကြလဲဟုတ်တယ်ဘောလုံးကန်နေကြတာအုပ်စုကဲဒါဆိုရင်ဒါတို့ပြီးတော့ဘောလုံးကန်တာကိုကြားလို့ဆရာတို့အင်္ဂလိပ်လို့ဘယ်လိုခေါ်လဲပြောကြည့်ပါဦးဟုတ်တာဗော playing football ဗာလေ playing football ဘောလုံးကန်နေကြတယ်ကဲ ဆောက်တာမျိုးဒီတခါဒီပုံလေးကြာကြည့်လိုက်ပါဦးဟာပုံထဲမှာသူတို့ဘာလုပ်နေကြလဲဟာနော်စွန်လေးလွတ်နေကြကျန်စွန်လေးကလေပေါ်မှာပြန်ဝဲပြီးတော့နော်ခေဒါဆိုရင်အဲ့စွန်လေးကိုလွတ်နေရယ်နော်စွန်လွတ်တာကိုဆရာတို့ကဘယ်လိုခေါ်မလဲဒါသမီးတို့ပြောကြည့်ပါဦးမှန်နေဗါလဲ flying kite ရာအဲ့ဒါသမီးတို့မှတ်တမ်းမှာစွန်ဘယ်လိုခေါ်လဲ English လို kite ဆိုတော့စွန်လွတ်နေတာဆိုတာကိုဆရာတို့က flying kite လို့ခေါ်ပါတယ် ်ကဲသားလို့သူတို့ကတော်လိုက်တာကဲနောက်ဆုံးပုံမှန်ရှိကြည့်ပါဦးကဲဒါဆိုဒီကောင်လေးကဘာလုပ်နေဟုတ်တာဗောစပိန်စီးနေတယ်အဲ့တော့ဒါဆိုသူတို့ကိုစပိန်စီးနေကြတော့ဘယ်လိုခေါ်လဲပြောပါဦးမှန်နေနော် cycling ဘယ်လိုခေါ်လဲ cycling ဟုတ်တယ်စပိန်စီးနေတာကို cycling ကိုခေါ်တယ်တော်လိုက်တာကဲဒါဆိုဒါဆိုသူတို့ကရသွားပြီနော်အဲ့တော့ဆရာတို့အခုပြောသွားတာတွေကဘာတွေတော့ hobby တွေကိုပြောသွားတာ hobby ဆိုတာကလည်းကိုအားလက်တဲ့အချိန်မှာကိုစိတ်ဝင်စားတဲ့ဥစ္စာတစ်ခုပေါ့နော်ကိုအားတဲ့အချိန်မှာကိုလှုပ်ချင်တဲ့ကိုစိတ်ဝင်စားတဲ့အရာတစ်ခုကို hobby လို့ဆရာတို့ကခေါ်တယ်ခေတ္တကတည်းကဆရာတို့ဆက်ကြည့်လိုက်ကြအောင် match the pictures with the occupations in the box တဲ့အဲ့တော့ occupation ဆိုတဲ့အဓိပ္ပာယ်ပါလေ occupation ဆိုတဲ့အဓိပ္ပာယ်အလုပ်ကံပြောတာကဲအဲ့တော့ဆရာတို့ဒီမှာကြတော့နှစ်ခုပါကွာလောလေဆိုဆရာတို့ကပထမပါလေ hobby တွေကိုပြောသွားတယ်နော်ဒီတစ်ခါမှာကြတော့ဆရာတို့ occupation နေနဲ့ ambition နေအကြောင်းဖြစ် ပြောကြမယ်ဆိုတော့ ambition ဆိုတဲ့အဓိပ္ပာယ်ပါတယ် ambition ဆိုတာရည်မှန်းချက်ပေါ့မကိုကြီးလာလို့ရှင်ဆရာဝန်ကြီးဖြစ်ချင်တယ်လို့နော်ဥပမာအဖြစ်ဆရာဝန်ကြီးဖြစ်ချင်တယ်နော် engineer ကြီးဖြစ်ချင်တယ်လေယာဉ်မှူးကြီးဖြစ်ချင်တယ်အဲဒါတွေဒီကိုယ့်ရဲ့ရည်ရွယ်ချက်ရည်မှန်းချက်တွေနော်အဲ့တော့ဆရာတို့ကပထမတစ်ခါမှာ hobby စီနော် hobbies နဲ့ ambition နဲ့မတူဘူးနော် hobby ကပါလေအလတ်ချိန်မှာကိုယ်စိတ်ဝင်စားတာလုပ်တဲ့အလုပ် နော် ambition ကကြတော့ကိုယ့်ရဲ့ရည်မှန်းချက်ငါကြီးလာရင် engineer ကြီးဖြစ်ရမယ်ငါကြီးလာရင်ဆရာဝန်ကြီးဖြစ်ရမယ်ကဲဒီတစ်ခါကဆရာတို့ကဒါလေးကိုတွဲကြည့်လိုက်ကြအောင်အဲ့တော့ဆရာဒီတစ်ခါလည်းပုံနေပြမယ်ဒါတော့သမီးတို့က box ထဲမှာ tray ဆာတွေနဲ့တွဲပေးပါဆရာကိုကဲဒါဆိုရင်စလိုက်ကြအောင်ကဲပထမဆုံးဘာတွေ့လဲနော် level မှာရောငကြက်ကြီးချိတ်တာတယ်ဟောဆရာဝန်ဘောဟုတ်တယ်မလားဆရာဝန်เนี่ยကဘာလဲနေမကောင်းလို့ရှိရင်အဲ့ငကြက်နဲ့ဘာလဲ စမ်းတယ်ဟုတ်တယ်မလားနှလုံးခုန်တဲ့နေပါတယ်ကဲအဲ့တော့ဒါတို့သမီးတို့အဲဘာများဖြစ်မလဲပြောလိုက်ကြပါမှန်နေ doctor နော် doctor ဆရာဝန် very good ကဲဒါဆိုရင်ဒါတို့သမီးတို့နောက်တစ်ခုထပ်ကြည့်ပါဦးနောက်တစ်ခုကဘာများဖြစ်နိုင်လဲဟာဒီကလည်းသူလည်းဗာလဲစည်းရုံမှာအလုပ်လုပ်တာပဲဗာလဲအဲ့ဒါမှန်နေဗာလဲသူနာပြုဘယ်လိုခေါ်လဲ nurse nurse သူနာပြု တော်လိုက်တာဒါလို့သူမျိုးကဲဒါဆိုနောက်တစ်ပုံကြည့်လိုက်ပါဟာသူကချက်ဘာလုပ်ဟာဟာသူ့လက်ထဲမှာဘာကြီးကင်လာတယ်တယောတယောထိုးနေတယ်အဲ့တော့ဆရာတယောကိုအင်္ဂလိပ်လိုဘယ်လိုခေါ်ဆိုတော့ violin လို့ခေါ်တယ် violin ကဲဆိုတော့အေးတယောထိုးတဲ့လူကြတော့ဆရာတို့ကဘယ်လိုခေါ်မလဲ violinist လို့ခေါ်တယ်ဗာလေ violinist V I O L I N I S T လို့ခေါ်နော် violinist ကဲဒါတို့မျိုးကြီးဒီကဆက်ကြည့်မယ်ဟော မကြတော့တိုက်ပုံမင်းနဲ့ဘာလုပ်လဲတာရသမီးကိုသိမယ်ထင်တယ်ဟုတ်တယ်တရားသူကြီးကဲဒါဆိုတာရသမီးကိုတရားသူကြီးကိုကြားရဆရာတော်ကအင်္ဂလိပ်လိုဘယ်လိုခေါ်လဲသိရမယ်နော်မှန်တယ် judge လို့ခေါ်တယ် judge မမရဲတာရသမီးကိုတော်လိုက်တာကဲဒါဆိုနောက်တစ်ပုံထပ်ကြည့်ပါဦးဟောဒီကမှာဒါဘယ်လိုထင်လဲတာရသမီးကိုတွေ့ဘူးကြလားအဲ့လိုမျိုးอืมရှေ့နေနော်ရှေ့နေဆိုတာကိုတာရသမီးတို့ကအင်္ဂလိပ်လိုဘယ်လိုခေါ်လဲသိရမယ်နော် ဘယ်လိုခေါ်လဲ lawyer လို့ခေါ်တယ်။အဲအဲ့ဒီမှာတော်တော်များများမပြောအောင်နော်တရားသူကြီးနဲ့ရှင်းနေရမတူဘူးနော်အခေါ်အခေါ်တွေကွာတယ်နော်တရားသူကြီးက judge ရှင်းနေရပါလေ lawyer လို့ခေါ်တယ်။ဟုတ်ပြီနော်တော်တော်များများမှတ်ထားပါ။ကဲနောက်ဆိုရင်ထပ်ပြီးတော့ကြည့်လိုက်ပါအောင်။နောက်တစ်ပုဒ်။ဟောဒီပုံကြီးကဘာပုံကြီးညာဖြစ်မလဲ။ဘာလုပ်နေရလဲ။တော်တော်များများချက်ကြည့်ကြည့်ပါအောင်။ရပြီလားတော်တော်များတို့။ဘာပုံလဲဆရာပြောပြပါ။ဟုတ်တယ်ဗာလေ။ pilot ဟုတ်တယ်နော်ဗာလဲ pilot pilot ဆိုတာဗာလုပ်တာဒါတို့မျိုးပြောပါအောင်ကြားဘူးရမှာလား pilot တာတော့သိပါတယ်နော်လေရင်မောင်းတာလေရင်မှုဟာတော်လိုက်တာကဲဒါဆိုဒါဆိုမျိုးနောက်တစ်ပုံထပ်ကြည့်ဟာပုံထဲမှာကြာဟောတချင်းစုံနေပါလားတချင်းစုံနေဆိုတော့ဒါသေးကြဘောက်ကအဆိုတော်ဖြစ်သွားပြီကဲဒါဆိုရင်ဒါတို့မျိုးတို့အဆိုတော်ဘယ်လိုခေါ်လဲမနဲ single လို့ခေါ်ပါတယ်တော်လိုက်တာကဲဟောဒါတို့မျိုးနောက်တစ်ပုံထပ်ကြည့်ပါ ဟုတ်ဒီပုံမှာကြတော့လက်ထဲမှာပါလေอืมပကိုင်းကင်တာတယ်နော်အုတ်ထုတ်ကြီးရလဲစောင်းတာနော်အေးအုတ်ထုတ်ကြီးတွေ့လို့ရှင်ဒါလို့သမီးတို့ဘယ်သူလဲဆိုတာသိတာပါဗါလေစပိုမူ chef very good okay ဒါတော့နောက်တစ်ပုံထပ်ကြည့်လိုက်ပါဒါလို့သမီးတို့ဟောဒီတရားကြတော့ဗာများဖြစ်နိုင်မလဲသိပါတယ်အဲ့လဲဗါလေဟုတ်တာပေါ့ sailor တင်မောတာမှန်လိုက်တာဒါလို့သမီးတို့ okay ဒါဆိုဒါလို့သမီးတို့နောက်ဆုံးတစ်ပုံပဲကျန်တော့တယ်ဒါလို့သမီးတို့ကကြည့်လိုက်ကြပါအောင် ဒီနောက်ဆုံးပုံကြတော့ဘာလုပ်နေရလဲပြောပါအောင်သားသမီးတို့တခြားပြေနော်မှတ်နေပါလေ TV announcer အဲ TV announcer ဆိုတာဘာလဲသားတို့အဲနော် TV မှာဆရာတို့သတင်းတွေကြေညာတယ်အစီအစဉ်တွေကြေညာတဲ့လူကို TV announcer လို့ခေါ်တယ်နော်သတင်းကြေညာသူပေါ့နော်အဲ့လိုမျိုးခေါ်ပါတယ်ကဲသားသမီးတို့ကတော်လိုက်တာနော်အဲဆိုရင်သားတို့သမီးတို့ဒီဒီရသွားကြပြီနော် ကဲဒါတို့မျိုးကြီးဒီကဆက်ဆက်ကြည့်ရအောင်နော် speaking out မှာ1နဲ့ match the questions in column A with the answers in column B ကဲအဲ့တော့ column A မှာဆရာ question တွေရေးထားတယ် column B မှာကျတော့အဲ့ question လေးရဲ့အဖြေလေးကြီးရေးထားတယ်နော်အဲ့တော့ column A နဲ့ B နဲ့နော်ဘယ်အမီးနဲ့ဘယ်အဖြေနဲ့ကြိုက်မလဲဆိုတာသတို့သမီးတို့ကရွေးပေးရမယ်။ကဲဒါဆိုဆက်လိုက်ကြအောင်။ column A နဲ့ column B ပေးထားပြီနော်။ကဲ column B A ဘက်မှာဗာလဲ what's your name ကဲ what's your name ဆိုတာပါလေမင်းနာမည်ဘာလို့လဲကဲအဲ့ဆိုရင်ဒါတို့ပြီးပြန်ဖြေလိုက်ပါအောင်ဖြေတဲ့ဘက်မှာဘယ်လိုဖြေမလဲမှန်နေ C နဲ့တွဲပေးမယ်နော်ဗာလေ that that ဆို what's your name what's your name လို့မေးလိုက်လို့ရှိရင် that that อืมဒါနာမည်ကိုပြောလိုက်တာကဲ number 2 where do you live where do you live ဆိုတော့ဗာလေမင်းဘယ်မှာနေတယ်လဲကဲဒါတို့သမီးတို့ကတွဲပေးလိုက်ကြပါဦး ဟုတ်တာဗောနေရနေရဆိုတော့မြို့ဖြစ်ရမှာဗောအဲ့တော့ဘာရှိလဲ in နေပြီးတော့နေပြီးတော့မှာနေပါတယ်တရုတ်မျိုးကဒါကိုသိရမယ်နောက်တစ်ခု3 what's your hobby ဟဲ့ what's your hobby ကြာတရုတ်မျိုးဘယ်လိုလောက်ကြ hobby ဆိုတော့အခုနပါလေอืมเนาะ hobby ဘာဖြစ်မလဲဒါတော့အလတ်ချိန်မှာဘာလုပ်ရတာပြောသလဲ e နဲ့တွဲမယ်မှန်တယ်ဗါလေ listening to music อืมအဲ့တော့ hobby ကပါလေတခြင်းနားထောင်ရတာကိုခြိုက်တယ်ကဲ number 4 what's your ambition ambition ဆိုပါလေလုံးနာဆရာပြောရင်ကြီးမှန်းချက်ကြီးလာလို့ရှိရင်ဘာဖြစ်ချင်တယ်လဲအဲ့တော့တွဲပြလိုက်ကြပါဦးမှန်တယ် B နဲ့တွဲမှာပါလေ to be a lawyer ရှင်းနေဖြစ်ဖို့အတွက်အဲသူ့ရဲ့ ambition ကရှင်းနေဖြစ်ဖို့အတွက်ကဲနောက်ဆုံးကြည့်လိုက်ကြ5 what's your favorite food ကဲ okay. what's your favorite fruit ဆိုပါလဲမင်းကြိုက်နှစ်သက်တဲ့အစာအသောက်ကဒါလေကဲအဲ့တော့တာရသမီးတို့ရွေးလိုက်ကြပါဦးဟုတ်တာပေါ့ fried chicken ကြက်ကြောကဲဒါဆိုရင်တော့တာရသမီးတို့ဒါတော့ပါပြီเนาะ column A မှာဗားရီလဲ question နေပေးထားတယ် column B သည် answer တွေအဲ့တော့ဒါတို့ agree တော့အခုလောက်သွားတာပါလဲ question နေနဲ့သူရဲ့ question ရဲ့အဖြေတွေနဲ့ကို guide အောင်လို့ matching လောက်သွားကြတာဖြစ်ပါတယ် ကဲဒါတော့ပြီးတော့ရေဒါဆိုရင်တော့ဒီတစ်ခါဆရာကဘာပြောချင်လဲဆိုတော့ unit 2ရဲ့ lesson 1မှာဒါတော့သမီးတို့ကဘာတွေလေ့လာခဲ့ရသလဲဆိုတော့ပထမတစ်ခုအနေနဲ့တော့ hobby တွေဖြစ်တယ်နော် hobby ဆိုတာဘာလဲဆိုတော့အခုနာဒါတို့သမီးတို့အားလက်အချိန်မှာကိုဒါဘာစိတ်ဝင်စားလဲဘာလုပ်ရတာကြိုက်တယ်လဲပကြီဆွဲတာရိုရေကူးတာတော့ဟုတ်တယ်မလားနော်အခုနာပြောသလိုအာဒါ gardening လုပ်တာတော့အပြင်လေးဆိုက်ရတာကြိုက်တယ် guitar တီးရတာကြိုက်တယ် เนาะတခြင်းဆိုရတာကြိုက်တယ်စသည်အားဖြင့်တခြင်းနားထောင်ရတာကြိုက်တယ်အဲအဲ့ဒါလေးတွေ hobbies လေးတွေပေါ့เนาะဒါတို့သမီးတို့အလတ်ချိန်မှာဒါဘာလုပ်ချင်တယ်လဲကိုယ်စိတ်ဝင်စားတဲ့ hobby အကြောင်းပြောသွားတယ်နောက်တစ်ပိုင်းနေနဲ့ပါလဲ ambition နဲ့အကြောင်းပြောသွားတယ် ambition နဲ့ကြတော့ပါလဲကိုကြီးလာလို့ရှိရင်ဘာဖြစ်ချင်တယ်လဲကိုယ့်ရဲ့ရည်မှန်ချက်ဥမာဆရာဝန်ကြီးဖြစ်ချင်တယ် engineer ကြီးဖြစ်ချင်တယ်เนาะရှင်နေကြီးဖြစ်ချင်တယ်ဒါမှမဟုတ်ရင်သင်္ဘောသားကြီးဖြစ်ချင်တယ် အဲအဲ့တော့ဒါရသမီးတို့ကဒီသင်ခန်းစာလေးမှာဗာသိရမလဲဆိုတော့ hobby နဲ့ ambition နဲ့မတူဘူးဆိုတာကိုသိရမယ်เนาะ hobby ဒီဒါလူတိုင်းမှာရှိပါတယ်เนาะဒါတစ်ခုတည်းမှာကလည်းရှိနိုင်တယ်เนาะ listening to music ဖြစ်ချင်မှဖြစ်မယ်တယောက်နဲ့တယောက်နဲ့လည်းမတူဘူးနောက်တယောက်လူတယောက်ချင်းစီမှာလည်း hobby တစ်ခုတည်းပို့ပြီးတော့ရှိနိုင်တယ်เนาะစာဖတ်ရတာကြိုက်တဲ့လူတွေရှိတယ်သချင်းနားထောင်ရတာကြိုက်တဲ့လူရှိတယ်เนาะနောက်ရုပ်ရှင်ကြည့်ရတာကြိုက်တဲ့လူရှိတယ်အများကြီး hobby တွေကတော့ရှိနိုင် ော်ဒါပေမဲ့ ambition ကတော့ဒါတို့မျိုးတို့ပါလေကြီးလာလို့ရှိရင်ကိုဖြစ်ခြင်းနဲ့ရည်မှန်းချက်ကမဖြစ်ခြင်းတလေဆိုတာကိုပြောတာဖြစ်တယ်เนาะဆိုတော့ဒါတို့မျိုးတို့ဒီ lesson လေးမှာဒါလေးကိုဖွဲပြမယ်လို့ထင်ပါတယ်เนาะ hobby တွေထဲမှာဘာရှိလဲ ambition တွေထဲမှာဘာရှိလဲဆိုတာကိုလည်းဒါတို့မျိုးတို့နဲ့ zero နဲ့တူတူလေ့လာသွားပြီးပြီဖြစ်ပါတယ်ကဲဒါဆိုဒါတို့တမီးတို့ကဒါလေးတွေကိုပြန်ပြီးတော့မှတ်မိသွားအောင်အိမ်မှာတစ်ခေါက်ပြန်ပြီးတော့ဖတ်လိုက်ကြပါကဲဒါတို့တမီးတို့ရေဒါဆိုရင်တော့ဆရာ เนาะဒီနေ့သင်သွားတဲ့သင်ခန်းစာလေးကပါလေ Unit 2 Lesson 1 Tell me about you ဆိုတဲ့သင်ခန်းစာလေးကိုသင်သွားတာဖြစ်ပါတယ်เนาะကြည့်တာဆိုရင်ဒါတို့သမီးတို့ရေနောက်ထပ်လာမယ့်သင်ခန်းစာမှာဆရာနဲ့ဒါတို့သမီးတို့နဲ့ထပ်ပြီးတော့ဆုံတွေ့ပါဦးမယ်အားလုံးကိုကျေးဇူးတင်ပါတယ်